။ဒါမလေးရှားရောက်နေရကျမတို့ညီမတွေဂျပန်နိုင်ငံကိုအလဲသွားကျင်ကြတယ်။အလဲဗီဇာကိုဘယ်လိုလျှောက်ရလဲဆိုတာကျမရှေ့မှာ post တင်ထားတယ်။အဲ့တော့တချို့ကလည်းကျမတင်ထားတဲ့ post ကိုတိတ်ပြီးတော့နားမလည်ဘူးတဲ့။ဘာလို့ဆိုတော့ဂျပန်ဗီဇာလျှောက်ရတာကနားမလည်ဘူးဆိုတာကသူကဂျပန်ဗီဇာကလည်းအရန်ကိုဒီတေးကြတယ်။အချက်လက်တွေကအရန်ကိုပြည့်စုံမှာစစ်စစ်ဆက်ဆက်တေးကြအားလုံးကိုလုံးမသာနေသူကကြတာပေါ့နော်။အဲ့တော့အဓိကကတော့နားလဲတာနားမလဲတာအပါထားဟုတ်ပြီเนาะတခါမှမလျှောက်ဘူးတဲ့သူတွေတို့ကတော့နားလဲမှလည်းမဟုတ်ဘူး အဲ့တော့အရင်ဦးဆုံးကိုကဂျပန်ကို အလဲသွားမယ်နော်ဗီဇာကိုဆက်လျှောက်မယ်ဆိုရင်ကိုဘက်ကဘာတွေပြင်ဆင်ထားဖို့လိုတယ်လဲဆိုတာပဲကျွန်မအရင်ပြောပြမယ်အဲ့အချက်တွေပြည့်စုံမှသာလေဗီဇာရတယ်ဂျပန်ကိုသွားလည်လို့ရမယ်အဲ့အချက်တွေမပြည့်စုံလို့ရှိရင်သွားလည်သွားလို့မရဘူးပေါ့နော်အဲ့တော့ကိုမက်ထားတဲ့အိမ်မက်တရားအလကားဖြစ်မယ်အဲ့တော့ဘယ်လိုအချက်တွေပြည့်စုံရမလဲဆိုတော့ကျွန်မခုဒီမှာရှင်းပြပေးမယ်အဲ့တော့နံပါတ်1ချက်ဆိုလို့ရှိရင်တော့ ကိုကမြန်မာ passport စာအုပ်ရှိရမယ်တက်တန်းကလည်းတစ်နှစ်ထက်ရှိရမယ်နံပါတ်2နံပါတ်2ကတော့မလေးရှားနိုင်ငံမှာရောက်နေတဲ့သူဆိုလို့ရှိရင်အနည်းဆုံး permit ကတက်တန်းအထက်က6လအထက်ရှိရမယ်တကယ်တော့အရင်တော့သူတို့တစ်နှစ်ထက်လို့ပြောတယ်ဒါပေမဲ့တစ်နှစ်ထက်ဆိုတဲ့အခါကျတော့မလေးရှားမှာဘာက permit ကတစ်နှစ်တခါပဲတိုးပေးရတယ်နော်အဲ့တော့တက်တန်း6လအထက်လို့သူတို့ပြောတယ်6လအထက်ရှိရမယ်တက်တန်း အဲ့ဒီမှာမှာကျမဒီမှာချွင်းချက်အနေနဲ့ပြောမယ်ဆိုလို့ရှိရင်မလေးရှားနိုင်ငံမှာရောက်နေတဲ့သူတချို့ကပါမစ်တွေရာလေအမျိုးမျိုးတွေကွဲပြားတာရှိတယ်။ပိုးရဲ့ဒီလုပ်ငန်းကျွမ်းကျင်မှုပေါ်မူတည်ပြီးတော့ပါမစ်တွေကွဲပြားသွားတာရှိတယ်။တချို့ဆိုလို့ရှိရင်လည်း professional visa တွေရထားတာရှိတယ်။ ပြီးလို့ရှိရင်ဒီဟို web permit ဆိုလို့ရှိရင်ဒီဟာပေါ့နော်အခြေခံဒီအလုံသမားတွေအတွက်ဆိုလို့ရှိရင်ဒီစိုက်ပျိုးရေးတို့စားတောက်ဆိုင်တို့ပေါ့နော်အာဆက်ယုံလုံယုံတို့ပေါ့နော်ဒီနောက်တစ်ခုကကြတော့ဒီ construction အပိုင်းပေါ့ဆောက်လုပ်ရေးအပိုင်းတွေရှိထားတယ်အဲ့တော့ကျွန်မပြောချင်တာက professional visa ရထားတဲ့သူတွေအတွက်ကတော့ chance ပိုများတယ်လောက်ရတာပိုလွယ်ကူတယ်အဲ student basket တွေရထားတဲ့သူတွေလည်းအကြောင်းသားတွေအတွက်လည်းလောက်ရတာပိုလွယ်ကူတယ် အဲ့လိုမျိုးဝက်ပါမီပေါ့နော်ဒီစိုက်ပျိုးရေးတို့ဒီစားတောက်ဆိုင်တို့ဒီတန်ရှင်းရေးတို့စားလုံရေးသူရတဲ့ကတ်ထားတဲ့သူတွေအဖွဲအတွက်ကတော့လုံးလို့ရတော့ရတယ် chance ကနည်းတယ်เนาะလုံးလို့မရတော့မဟုတ်လုံးလို့တော့ရတယ်ဒါပေမဲ့သူတို့ပေးစီမပေးစီရအောင် officer ပေါ်မှာပဲနှူမှုကြည့်တယ်เนาะအဲ့တော့အချက်လက်တွေကတော့ပြည့်စုံအောင်တော့အားလုံးကတင်ပြရမယ်အဲ့တော့ကိုကပါမစ်ကတ်ထားတဲ့အတွက်ကြောင့်မလို့နံပါတ်3အနေနဲ့ company ရဲ့ထောက်ခံစာအပြည့်အဝလိုပါတယ် ယ်နော်ဥမာចောင်းသားဆိုလို့ရှိရင်လည်းចောင်းဝင်ထောက်ခံစာအပြည့်ဝဒီ professional ဒီဟိုဗီဇာရထားတဲ့သူတွေဆိုရင်လည်းဒီ company ရဲ့ထောက်ခံစာပြီးဝက်ပါမစ်သမားတွေဆိုလို့ရှိရင်လည်းဒီ company ရဲ့ထောက်ခံစာအဲ့တော့ထောက်ခံစာမှာဆိုလို့ရှိရင်ဘာတွေလိုအပ်လဲဆိုရင် ဒီငါတို့ကုမ္ပဏီမှာလုပ်လုပ်နေတယ်ဒီမောင်ဖြူဆိုရင်မောင်ဖြူပေါ့နော်ကဒီဂျပန်နိုင်ငံကိုဘယ်ရက်ဘယ်ရက်ကနေဟိုသွားလည်မဲဆိုတော့ငါတို့ကခွင့်ပြုပါတယ်ဆိုရက်ဟာတွေကိုနော်ကမ္ပဏီရဲ့ဒီ letter head နဲ့ပေါ့နော် sign နဲ့ပေါ့နော်အားလုံးအပြည့်အပြည့်စုံပေါ့အဲ့ဒါကြီးတော့ကျွန်မနောက်ပိုင်းမှာနမူနာပြောပြပေးမယ်အဲ့ဒါမျိုးတွေလိုအပ်ပါတယ်နံပါတ်၄ okay နံပါတ်၄နေနဲ့ဘာလဲဆိုရက်ကြတော့ bank statement အဲ့ဒါကအရင်ကိုရေးကြည့်ပါတယ် ် bank statement ဟာဆိုလို့ရှိရင်ကိုယ့်နာမည်နဲ့ဖွင့်ထားတဲ့ bank account ဖြစ်ရမယ်เนาะပြီးလို့ရှိရင်ဒီ bank statement က3 month ပေါ့เนาะ statement ဖြစ်ရမယ်3 month statement ဆိုတာကကိုကဒီ August လမှာသွားမယ်เนาะ May June July ကိုရဲ့အဝင်အထွက်စီးနေဖြစ်ရမယ်เนาะ bank statement ကအဲ့ဒါမှာပြီးလို့ရှိရင်နောက်ဆုံးလက်ကျန်ကိုလည်းပြထားရမယ် အဲ့တော့ဒီ bank statement ကိုလုတ်တဲ့အခါမှာဆိုလို့ရှိရင်ကိုကဥမာမေဘန့်ကတ်ကင်ခံလို့ရှိရင်မေဘန့်ကိုသွားပြီးတော့မေဘန့်မှာရှိတဲ့ manager ရဲ့ကိုသွားပြောရမယ်ငါတို့က bank statement လိုချင်တယ်ဆိုလို့ရှိရင်သူတို့ပေးပါတယ်အဲ့တော့ bank statement က cyber တိုင်း cyber တိုင်းမှာသူတို့စီးရထုပ်ပြီးလက်မှတ်ထိုးပြီးပြီးလို့ရှိရင် envelope ထဲပေါ့နော်ဒီစာရေးထဲကိုပုံထည့်ပေးလိုက်တယ်အဲ့လို bank statement မျိုးဖြစ်ရမယ် တော့မလေးရှားနိုင်ငံမှာအစိုးရကတရားဝင်ဖွင့်ထားတဲ့ဘဏ်ပဲရပါတယ်မေဘဏ်လို့ CIMB လို့ Haolong လို့ပေါ့နော် RHB လို့ Public Bank လို့အစရှိတဲ့ပြည်ပေါ့နော်အဲ့လိုမျိုးဘဏ်တွေပဲရတယ်အဲ့မှာချင်းချင်းအနေနဲ့ကတချို့ကကတ်မိကြတယ် Master Trade ရလားလို့ပေါ့နော် e-wallet ရလား statement တွေလုံးဝလုံးဝလက်မခံပါဘူးเนาะအဲ့ဒါမျိုးဘဏ်အဲ့ဒါတွေကဘဏ်မဟုတ်ပါဘူးတော်ဒီငွေလွှဲအတွက်အကိုပဲဒီအသုံးပြုလို့ရတဲ့ဟာတွေပါเนาะအဲ့ဒါတွေကဘဏ်လို့မခေါ်ပါဘူး ဲ့တော့ bank statement မှာနောက်ဆုံးလက်ကျန်ကဘယ်လောက်ရှိရမလဲဆိုတာတော့သူတို့တရားဝင်ဖော်မပြထားပါဘူးအ ਨੇ ဆုံးကတော့ဖြစ်နိုင်လို့ရှိရင် ringgit 2000နီးပါး1000ခွဲအထက်ဆိုလို့ရှိရင်တော့ပို့ပြီးတော့ကောင်းပါတယ်အဲ့တော့ဒီ bank statement တွေအခုကျမတို့ဒီအချိန်မှာတင်ပြတဲ့အချက်လက်တွေကသူတို့အနေနဲ့ကတော့ ဟိုပေါ့နော်မပြည့်စုံဘူးသူတို့အနေနဲ့က band statement ကအဝင်ထွက်စင်းနေပေါ့နော်နောက်ဆုံးလက်ချက်နေကသူတို့အနေနဲ့တိတ်မချိုက်ဘူးနည်းနည်းလေးအင်အားနည်းတယ်ဆိုလို့ရှိရင်ပြန်ပြီးတော့တောင်းပါတယ်အာနောက်ထပ်ဘာရေးရှိသေးတယ်နောက်ထပ်ဘာရေးပြစရာရှိသေးတယ်ဒါကတော့ twin check အနေနဲ့သိရအောင်ပြောပြထားတာပါမှန်ငါအချက်အနေနဲ့ကတော့ hotel booking လိုအပ်ပါတယ်ကိုသွားမဲ့နေရာပြီးလို့ရှိရင်ကိုယ့်ရဲ့ခရီးစဉ်တွေကို plan ချပြီးတော့ရေးရပါတယ်အဲ့တော့ ဟိုတယ်ဆိုလို့ရှိရင်လည်းအရင်ဆုံး booking တင်ထားရတယ်။အဲခရီးစဉ်လို့ဆိုရင်လည်းဘယ်ရက်ဘယ်ရက်ကဘယ်ဟိုဘယ်ဟိုသွားမယ်ပေါ့နော်။အဲအဲ့လိုမျိုး plan တွေကိုချပြီးတော့ရေးပြရပါတယ်။အချက်တွေကိုကိုကပြည့်စုံမယ်ဆိုလို့ရှိရင် visa ဆားလျှောက်ဖို့ပေါ့နော်။ကိုကလောရပါတော့မယ်။နောက်တစ်ခုအနေနဲ့ကကြတော့ခေါ်စာဂျပန်ဘက်ကနေပြီးတော့ခေါ်မယ်ဆိုလို့ရှိရင်ခေါ်စာအတွက်ကဂျပန်နိုင်ငံဘက်ကခေါ်မဲ့သူကဂျပန်နိုင်ငံမှာရှိတဲ့နိုင်ငံသားရေးဝင်ကြီးချုပ်မှာတွားပြီးရောပေါ့နော်။ရှောက်လာရေးတင်ရတာရှိပါတယ်။နော်ဘသူဘသူကိုခေါ်မယ် အထောက်ထားတွေပေါ့နော်အဲ့ဒါတွေနောက်တစ်ပိုင်းပေါ့နော်ကျွန်မပြောပြမယ်အဲ့တော့ခေါ်စာရှိရသူဆိုလို့ရှိရင်တော့အဲ့အပိုင်းတွေကတည်တံ့ရှိပါတယ်နောက်တော့ဆက်ခေါ်စာမရှိရသူတွေအတွက်ကတော့ဒီလိုအချက်လက်တွေပြည့်စုံမှသာလေအာဂျပန်ဗီဇာကိုစပြီးတော့ဆက်လို့ရပါမယ်အဲ့တော့တချို့ကလာလာမေးရဂျပန်သွားကျင်တယ်ဂျပန်သွားကျင်တယ်အဲ့တော့ဂျပန်သွားကျင်တယ်ဆိုလို့ရှိရင်ဒီ Japan Embassy in Malaysia ဆိုတဲ့ website မှာ အခုကျွန်မပြထားတဲ့အတိုင်းပဲတစ်ကနေနံပါတ်9ကိုအချက်လက်တွေအားလုံးသူတို့ပြီးပြည့်စုံအောင်သူတို့တင်ပြထားတာရှိပါတယ်။ကိုကအင်းနစ်စာအားကောင်းမယ်ပြီးလို့ရှိရင်အခုဆိုလို့ရှိရင် AI နဲ့ပြန်ပြီး translate ပြန်လုပ်မယ်ဆိုရင်မြန်မာလိုအဲ့မှာအချက်လက်တွေကလက်တွေအကုန်လုံးကအပြည့်အစုံပါပြီးသားဖြစ်ပါတယ်နော်။အဲ ကျွန်မအလဲသွားစင်ရလဲအဲ့လိုမျိုးပဲဒီ website ကနေအချက်လက်တွေအတိုင်းပဲကျွန်မအကုန်လုံးလိုက်မှတ်ပြီးတော့သွားပြီးတော့ရှောက်ခဲ့လို့ရယ်ကျွန်မအလဲသွားလို့ရတာပေါ့နော်အဲ့လိုမျိုးတွေပါအဲ့တော့တချို့ကလည်းဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ကအင်းလေးစာတော့အားနေတယ်ဟာပေါ့နော် complicated ဖြစ်တယ်ပေါ့ရှုပ်ထွေးတယ်ပေါ့နော်မလောက်တတ်မကင်တဖူးပေါ့နော် အဲ့လိုမျိုးလူတွေဆိုလို့ရှိရင်တော့ကျမအခုအပေါ်မှာပြထားတဲ့အချက်လက်တွေနဲ့ပြည့်စုံမယ်ဆိုလို့ရှိရင်တော့ကျမလမ်းညွှန်မှုပေးပါမယ်ကျမပွဲစားမဟုတ်ဘူးအေဂျင့်လည်းထောက်မထားဘူးဒါပေမဲ့ကျမလမ်းညွှန်မှုပေးမယ်ဆိုတာကဒီလိုဘာတွေဘာတွေလုပ်ရမလဲအကုန်လုံးဖိုင်တွေကိုကျမတင်ချာလို့စနစ်ကြစီစဉ်ပေးမယ်ဒါရီဆိုလို့ရှိရင်ဟုတ်တယ်ဒရိုတွေတင်ပြရမယ်ဆိုတော့ကျမလမ်းညွှန်မှုပေးမယ်အဲ့လမ်းညွှန်မှုပေးတော့ကျမလည်းကားတော့မပေးနိုင်ဘူးအော်လာပြီးတော့မေးရတဲ့လူတွေကများရတဲ့ကြောင့်ကျမဝန်ဆောင်မှုတစ်ခုအနေနဲ့ကျမယူမယ်အဲ့တော့စိုက်လို့ရှိရင်တော့လာပြီးဆက်ကြလို့ရတယ် ဲ့တော့အချက်လက်တွေပြည့်စုံမှလားဆက်သွယ်ပါနော်အချက်လက်တွေမပြည့်စုံရင်တော့လည်းကားပဲဟိုအချိန်ကုန်တယ်မဆက်သွယ်ပါနဲ့နော်ပြီးတဲ့ခါကျတော့နောက်တစ်ခုကကိုကကိုကိုယ်တိုင်ရှောက်ရှင်နေဆိုလို့ရှိရင်ရှောက်လို့ရအောင်ကျွန်မဒီမှာတင်ပြထားတယ်အဲဘယ်လိုတွေရှောက်ရမလဲဆိုတာတွေကိုဒီမှာ website ထဲဝင်ကြည့်ရတယ်အကုန်လုံးရပါတယ်အဲ့တော့ဖြစ်နိုင်လို့ရှိရင်ကိုကိုယ်တိုင်ရှောက်ကြည့်ပါကိုအတွက်ကတော့အတွေ့အကြုံအသစ်တွေရတယ် experience တွေရတယ်လုံးဝယူကိုကလုံးလုံးဝယူရှောက်လို့အဆင်မပြေဘူးလုံးဝယူနားမလည်ဘူးဆိုလို့ရှိရင်တော့ကျမနဲ့ဆက်တယ်လို့ရပါတယ်နော် 阿罗是你家娃子。